င်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်းစာမျက်နှာမှာနှုတ်ခွန်းဆက်သပါရယ်မေလ23ရက်နေ့အထွတ်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်ဆောအုံးပါရှင်ကျွန်တော်တို့ဘန်းနိုင်ငံကတော့မြန်မာနိုင်ငံကိုစစ်အာဏာရှင်ဖျောက်ချဖို့အမြင့်ဖျက်ဖို့ပြီးတော့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ကကျွန်တော်တို့ကဆက်သွားရမယ်လက်နဲ့ကိုင်းတော်လိုင်းရေးဆက်လို့ရမယ်ကျွန်တော်တို့တခြားတော်လိုင်းရေးဖွဲ့အစည်းကို နားလည်မှု စီလုံးညီညွတ်မှုဒီထက်ပိုပြီးတိစောက်ရမယ် လူငယ်တွေဟာလူမျိုးဘာသာမခွဲခြားပဲနဲ့ကိုဒေသသူဒေသမခွဲခြားပဲနဲ့ဆရာနာရှင်တိုက်ထုတ်ဖို့အဓိကရည်မှန်းချက်ထားပြီးတော့ရဲရဲဝင်းဝင်းပူပေါင်းတိုက်ခိုက်တာကိုချီကျူးအတိမတ်ပြုပါကြောင်းဒါကတော့အခုနေဆက်စခန်းသိမ်းဘွက်တွေမှာ KNU တဝက်ခရိုင်တက်မှာလေးရဲ့အတွင်းရင်မှုဘရိုဆောအေနာကချီကျူးအတိမတ်ပြုစကားတွေဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ကတရနာရီထိုင်းမြောက်ရီထိုင်းစစ်ကောင်စီစခန်းတွေကို ကရင်နဲ့ PDF တက်တွေဝိုင်းသိမ့်နေဆဲဖြစ်ပါတယ်။အခုနောက်ဆုံးသိမ့်နေတဲ့စခန်းတွေကတော့မြောက်ရီမြို့တောင်ဘက်ဝေါ်လီဒေတာတွင်းရှိစစ်ကောင်းစီစခန်းကားကိုကိုသိမ့်မှုစ조사နေကြတာဖြစ်ပါတယ်။အဲ့စခန်းတွေကတော့တမား6နဲ့မြေမြောက်ရီတောင်ဘက်ဝေါ်လီဒေတာတွင်းရှိဝေါ်လီမော်ခီကနယ်လီဘလယ်ရိုနဲ့တေဘောဘစခန်းများဖြစ်ပါတယ်။မော်ခီကိုစားတိုက်ကြောင်းသတင်းတွေ မေလ21နေ့ကလေးကထွက်ပေါ်ခဲ့ပြီးစကောင်းစီဘက်ကလင်းရင်ဘုံကျဲမှုနဲ့အတူမေလ23ရက်နေ့ညနေ9နာရီချိန်ထိစကမ်းသိန်းသတင်းတွေမကြားရသေးပါဘူးမေလ20ရက်နေ့ညမှာတော့ဘလေရိုစကမ်းမှာတညာလုံးသူပြည့်ကိုပြည့်သူလဲလင်းရင်ကျဲဒရုန်းကျဲဒီမနဲ့အထိတိုင်နေတယ်ကျန်တဲ့နေရာတွေကတော့ထောက်ထားဖြတ်ထားတာရှိတယ်လို့စေအေးသမီးများကပြောပါတယ် အစောပိုင်းတိုက်ပွဲတွေမှာတော့ KNL PD ရဲ့ KNDO တက်မြောက်အပြင်ကော့တူလီအာမီ KTN လည်းပါဝင်ကြောင်းသိရပါဗျ။တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တာကြောင့်မြောက်လီရောလီလက်မိုင်အားအယတပြည်သူအသွာလာပိတ်ပင်ထားပြီးစုံစည်းမြိုင်ကြောက်ခတ် DKB ရဲ့နေမြေမှာလည်းစစ်ရေးအသည့်အနေထားမျိုးပြင်ထားကြောင်းသိရပါဗျ။အစောပိုင်းစကန်တွေထပ်မကြသွားဖို့စကောင်စီဟာပေါင်900ဘုံတွေအပြင်ဒရုန်းပုံများလည်းကျပြီးခုခံမှုစ조사နေကြောင်းဒေသခံများကပြောပါဗျ။ ထိုင်ဘက်ခြမ်းကကြည့်ရင်ဖောက်ဖက်ခဲမျက်နှာချင်းဆိုင်ဖြစ်ပါတယ်။နေဆက်မြင့်နဲ့1ကီလိုမီတာလောက်သာဝေးတဲ့နေရာမှာတိုက်ပွဲတွေဖြစ်တာကြောင့်ထိုင်းစစ်တပ်ဘက်ကလည်းခိုင်းလိုပဲအသင့်နေရာယူထားပြီးထိုင်းမျိုးပေါ်ကြီမကြဖို့ထိုင်းနိုင်ငံသားတွေလုံခြုံဖို့တာဝန်ထမ်းဆောင်နေကြောင်းထိုင်းဘက်ကသတင်းတွေထုတ်လွှင့်နေပါတယ်။တိုက်ပွဲတွေဟာ အတော်ပြင်းထန်လက်ရှိနေကြောင်းနဲ့ ဒီတိုက်ပွဲကိုတက်မခြုံမရှိတဲ့ကင်းနလီတရင်တွေနဲ့ပူပေါင်းတက်တွေကဥဆောင်ထားလို့လည်းသိရပါဗါတယ်။တိုက်ပွဲတွေမပြင်းထန်ခင် နောက်ဆုံးသိမ့်ပိုင်ထတာကတက်မခွန်နေမြေကစစ်ကောင်စီရဲ့မော်ဖိုကစ်စခန်းဖြစ်ပါတယ်။အခုသိမ့်ပိုင်နေတဲ့စခန်းတွေအနက်ကမော်ခင်းနဲ့သေဘောဖို့တို့ကို KNL နဲ့ပူပေါင်းတက်တွေဟာ2022ခုနှစ်ကတည်းကသိမ့်ပိုင်ထားဖို့ပေမဲ့ပြန်လွတ်လွတ်ခဲ့ရမှခုတော့တကြောပြန်သိမ့်ယူဖို့တိုက်နေခြင်းဖြစ်ပါတယ်။ နက်ဆစ်ကန်တဲ့မော်ရီနဲ့ပတ်သက်ပြီး KNU ဘိုကသတင်းထုတ်ပြန်ရမှာနောက်ဆုံးအနေနဲ့ကတော့မေလ21ရက်နေ့အထိဖြစ်ပါတယ်။ဘိုကထုတ်ပြန်ရမှာဖော်ပြတာကတော့2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှ2025ခုနှစ်မေလ19ရက်နေ့အထိ KNU ကရဲ့အမျိုးသားအစည်းအရုံးကော်သွနဲ့ထိန်းချုပ်နေမြေဖန်ခရိုင်တပ်မခွန်အတွင်းရှိတောင်ရင်မြေအခြေစိုက်တဲ့စစ်ကောင်စီတပ်စခန်း၈ခုလုံးကိုကရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မခွန် စည်ရဲကုကဲမှုလက်အောက်ရှိတရဲ22တရဲမှုဥဆောင်၍ပြည်ရင်မျိုးသားလွတ်မြောက်ရေးတမတော် KNL ပြည်ရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖို့တမှုများနှင့်ရဲဘော်ရဲဘက်များမှတိုက်ခိုက်သိမ်းပိုင်ရရှိတယ်လို့យေတာထားပြီးဂုံပြူပွဲများကျင်းပခဲ့ပါတယ်။မြော်ရီတောင်ပိုင်းဟောလီနေမြေကစခန်းသိမ်းပွဲတွေနဲ့ပတ်သက်လို့အောင်ပွဲသူရင်းတွေကိုတော့တော်လန်ပြည်သူများကစိတ်အားထက်သောစာနဲ့စောင့်မျှော်နေကြကြောင်းသိရပါတယ်ရှင်။တည်င်းတွေစောင့်နေစင်မှာပဲ ဒေါနာတောင်နာရှစ်ချမ်းထိုင်းနေစနေရှိစစ်ကောင်စီတပ်စခန်းတွေတဲကဘလက်တိုတပ်စခန်းဟာဂနေ့မေလ23ရက်နေ့မှာတော့တော်လိုင်းတပ်များလောက်ကြရောက်သွားပြီလို့ KNU အုတ်ချုပ်ရေးပိုင်းကော့ကရိတ်မြို့နယ်ဥက္ကဋ္ဌပရိုဆော့ဖာဒရာကအတည်ပြုထုတ်ပြန်လာခဲ့ပါတယ်ဘလက်တိုတပ်စခန်းကဝော်လီမြို့ဘလက်တိုကြီးရွာနီးမှာတည်ရှိတာဖြစ်ပြီးမေလ23ရက်နေ့မနေ့ပိုင်းမှာသိမ်းနိုင်တယ်လို့ဆိုပါတယ်ဘလက်တိုစခန်းဟာဝော်လီပြူဟာစခန်းဥက္ကဋ္ဌစခန်းတွေရဲ့ကာကင်းတစ်ခုလည်းဖြစ်ပါတယ် အဲ့ဒီကာကင်းစခန်းကြပြီးရင်တော့မြဝရီဝော်လီလမ်းပိုင်းပေါ်ကသေဘောပိုးရွာမှာရှိတဲ့သေဘောပိုးတပ်စခန်းကိုဆက်လက်တိုက်ခိုက်ဖို့လွယ်ကူသွားပြီလို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။တပ်မခုနှစ်နယ်မြေထဲမှာအကာအကွယ်မဲ့နေတဲ့စစ်ကောင်စီစခန်း၈ခန်းထိကိုတင်ထားနိုင်ပေမဲ့ KNU တပ်မဟာ6စစ်ရေးလှုပ်ရှားရနေမြေမြဝရီမြို့တောင်ဘက်ချမ်းဝော်လီဒေသမှာစစ်ကောင်စီတပ်ရဲ့တပ်စခန်းတွေအနေနဲ့ဝော်လီဗျူဟာသေဘောပိုးဝါမီထဥက္ကဋ္ဌကနယ်လီမော်ခိစတဲ့စခန်းတွေရှိနေပါတယ်။ အခုသိမ့်ပရရှိလိုက်တဲ့ဘလက်ဒိုစခန်းကို2022ခုနှစ်မတ်လတုန်းကတခါရခဲ့ပူပါသေးတယ်။ထိုစဉ်ကရန်သူစစ်ကောင်စီတပ်သား60ခန့်ကိုတုတ်တင်ထားနိုင်ခဲ့ကာအခုတကြောမေလ23ရက်နေ့မှာသိမ့်နိုင်ခဲ့တဲ့တိုက်ပွဲမှာတော့တိုက်ပွဲသတင်းရလာသေးစိတ်ကိုသတင်းဆောက်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာ။မေလ14ရက်နေ့ကပကဖတမှုခရိုင်ရဲဘော်10ဦးကိုအိန္ဒိယနိုင်ငံမဏိပူနယ်စပ်မှာအာတန်ရိုင်ဖယ်တပ်တွေကဖမ်းဆီးတပ်ဖြတ်ပြီးအလောင်းပြန်ပို့ပေးခဲ့ကြပါတယ်။ ဲ့ဒီနောက်အိန္ဒိယဘက်ကသတင်းတွေထဲမှာစစ်သွေးကြွတွေလို့ပေါ့ပေါ့တန်တန်သတင်းထုတ်ပြန်ခဲ့ပါတယ်။သိဆုံးခဲ့သူတွေကတော့နွေဒေါ်လာကြီးပြည်သူ့ကာကွယ်တပ်သား PDF များပဲဖြစ်ကြပါတယ်။ဒီရေးမှာတရားမျှတမှုတွေအန်ယူဂျီဆိုရဖွဲ့အနေနဲ့ဥဆောင်ဖြည့်ရှင်းပေးဖို့တောင်းဆိုနေကြတာရှိပြီးအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့မေလ20ရက်နေ့ကထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့အိန္ဒိယနိုင်ငံနေဆလုံကြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Assam Rifle တပ်ရင်း1 Chandi Crime Mini ပူပြည်နယ်ထံမှာ မေလ16ရက်နေ့မှာရုပ်လောင်း10လောင်းအနေနဲ့ညှိနှိုင်းတောင်းဆိုလက်ခံရရှိခဲ့ကြောင်းမြို့သားညီအစိုးရတာဝန်ရှိသူများအနေနဲ့အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံ၍အမှုမှန်ပေါ်ပေါက်စေရေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းအလောင်းများပြန်လည်တောင်းခံယူရာတွင်လည်းပကဖရဲဘော်များမှအိန္ဒိယနယ်နိမိတ်တွင်ဝင်ရောက်ကာစတင်တိုက်ခိုက်သောကြောင့်နှိမ်နင်းရခြင်းဖြစ်ကြောင်းနောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ရန်သဘောတူပါကြောင်းစသည့်အချက်များမြန်မာဘက်မှလာရောက်သည့်တာဝန်ခံများကို ခေါ်ယူပြီးတော့ဖိအားပေးလက်မှတ်ထိုးစီပြီးမှအခုလိုအလောင်းတွေလွှဲပြောင်းပေးခဲ့ကြောင်းယခုဖြစ်ပွားမှုသည်အိန္ဒိယနိုင်ငံအစိုးရ၏မူဝါဒသဘောထားယက်တိချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ဟုမိမိတို့အစိုးရအနေနဲ့ယုံကြည်ပါကြောင်းမိမိတို့အနေဖြင့်ယခင်ပေးဖို့ထုတ်ပြန်ထားသည့်မူဝါဒအတိုင်းအိန္ဒိယနိုင်ငံသားဆက်ဆံရေးကိုအရှိရှိရှုလျက်နေဇဒေတာခိဆာရများတွင်အတနိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းယခုထုတ်ပြန်ချက်မှာမြမပြည်သူများရဲ့ဆန္ဒသဘောထားလည်းဖြစ်တာကြောင့် အိန္ဒိယနိုင်ငံဆိုရအနေဖြင့်အလေးထားဆောင်ရွက်မည်ဟုယုံကြည်ပါကြောင်းနဲ့အမှုမှန်မပေါ်ပေါက်ခဲ့ပါကဖြစ်ပေါ်လာမဲ့ကိစ္စများတွင်မိမိတို့အနေဖြင့်ကင်တွယ်ဖြည့်ရှင်းရန်ခက်ခဲမည်ဖြစ်ပါကြောင်းအိန္ဒိယဆိုရကိုအထူးမြတ်တာရက်ခံတောင်းဆိုခဲ့ကြောင်းနဲ့မြန်မာနိုင်ငံတွင်းရှိမိဘပြည်သူများမြန်မာနိုင်ငံသားတွေအနေနဲ့လည်းတမှုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်များတပ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့မျိုးသားညွေရေးအစိုးရအနေဖြင့်သက်ဆိုင်ရာအိန္ဒိယဆိုရနဲ့ပူးပေါင်းဆောင်ရွက်နေမှုကိုသိရှိနားလည်ယုံကြည်ကား အခြားမလိုလားအပ်တဲ့နှစ်နိုင်ငံချင်းချင်းရေးကိုထိခိုက်စေမဲ့ကိစ္စများအထူးသဖြင့်နေဇတ်ဒေသရှိတော်လိုင်းရဲ့အဖွဲ့များအနေဖြင့်လဲနိုင်ငံကြီးသားမပီတသည့်မိသည့်ဆောင်ရွက်ချက်များကိုမှမပြုတ်လောက်ရန်လိုပါကြောင်းစသဖြင့်မေလ20ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့အမှုနဲ့ပတ်သက်ပြီးထူးခြားတဲ့အပြောင်းလဲတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူးခင်ဗျာ။အဆိုပါအမှုမှာမြေပြင်မှာရှိနေတဲ့ရဲဘော်တူပြောပြတာကမေလ23ရက်နေ့မနေ့17နိုင်မှာ Assam Rifle AR က ခရိုင်ပတ်ကဖစခန်းကိုဝင်လာကြည့်ပြီးပြန်သွားကြောင်းမေလ7ရက်နေ့ညနေ3:00နာရီမှာစခန်းထဲကိုတမှုခရိုင်တာဝန်ခံကဝင်စကားပြောခဲ့သေးတယ်။အဲ့ဒီနေ့ညနေ6:30မိနစ်လောက်မှာပဲရဲဘော်တွေကိုအသံတက်တွေဝင်ဖမ်းပြီးခေါ်ဆောင်တာကိုစစ်ရှောင်တွေကတွေ့လိုက်ရသေးကြောင်းဆိုထားပါတယ်။မေလ14ရက်နေ့မနက်9:00နာရီ8:00နာရီလောက်မှာတော့ရိတ်ခါသွားပို့တဲ့သူကစခန်းထဲမှာဘသူ့ကိုမှမတွေ့လို့နီးစပ်ရာကိုအချောင်းကြားမှုစတင်ကြောင်းနောက်နေ့ညနေမှာ အာဆန်ရိုင်ဖယ်စခန်းတာဝန်ကန်အော်ဖီဆာအင်ကမန်စီတောင်းမိမြန်တော့အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ပြောပြီးမေလ16ရက်နေ့မနက်9:30မိနစ်လောက်မှာတော့ dead body တဲ့ဖို့အိန္ဒိယဘက်ကအကြောင်းကြားခဲ့ကညနေ3:00မှာရဲဘော်အလုံးကိုမီးသိမ်းကြိုပြီးစီခဲ့ကြောင်းမြေပြင်အခြေအနေကိုပြောပြထားပါတယ်နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ခြင်းမျိုးမဖြစ်နိုင်ဘူးအနီးအနားမှာကျမတို့နဲ့အတူအခြားတပ်တွေလည်းရှိတယ်တိုက်ပွဲဖြစ်ရင်ကြားရမယ်လောက်ကျန်လီဆယ်ဒါသာဖြစ်တယ်လို့ သူတို့ဆွတ်ဆွဲတယ်လို့အိန္ဒိယဘက်ဝင်ပြီးလှောက်ရှားတယ်ဆိုရင်တော့ထောင်ချတာမျိုးသာလောက်ရမှန်ဖြစ်ကြောင်းပြောပြပါတယ်။မတရားတပ်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကတမူးမြို့နယ်ကမ္မကြီးရွာနယ်ထင်းစဉ်ကြီးရွာကြားမှာဖြစ်ပြီးအိန္ဒိယနယ်စပ်နဲ့ဆိုရင်ဆယ်မိုင်ပတ်ချာလေဝေးကြောင်းပြောပြပါတယ်။အဆိုပါမြေပြင်ရဲဘော်ကဆက်ပြောပြရမှာအိန္ဒိယအာဆန်ရိုင်ဖယ်တပ်ရဲ့တတ်တက်လောက်ကြမှုလို့ပဲမြင်ပါတယ်။သူတို့ရဲ့နယ်မြေစီးရိုးခတ်လို့မှုကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ကိုအခုလိုအကြောင်းမဲ့တပ်ဖြတ်တာဟာ နေဇာမှာရှိနေတဲ့ကျမတို့ຫນွေဒေါ်လာရေးဘော်တွေကိုအချိန်မရွေးတက်ဖြတ်လို့ရတယ်ဆိုတဲ့ message ပေးတယ်လို့ခန်းစားရကြောင်းပြောပါတယ်။မြို့သားညိုရီအစိုးရမှနေပြီးဥဆောင်ဖြည့်ရှင်းနေမှုမှာတော့ကျမကတော့ထိထိရောက်ရောက်ဖြစ်စီချင်ပါတယ်။တရားမျှတမှုကိုရှာစေချင်တယ်။နိုင်ငံရေးအရဂျောင်ထိုးသွားမှမျိုးကိုတော်လန်လူငယ်တူအနေနဲ့လုံးဝလက်မခံပါဘူး။သူတို့ဟာကျမတို့ရဲ့ရဲဘော်တွေပါ။ဒီလိုလောက်ရမှာကျမတို့ငင်ခံရင်နောက်ထပ်ကျမတို့တပ်တွေကိုလည်းဒါမျိုးထပ်လုပ်မယ်ဆိုတာသိကြပါတယ်လို့အသိပေးပြောဆိုခဲ့ပါတယ်။ နိုင်ငံတွင်းမှာအကြမ်းဖက်အာဏာရှင်စစ်တပ်ကိုတော်လှန်နေရတဲ့အပြစ်မဲ့လူငယ်တွေဟာအားကိုးရမဲ့အင်အားနှဲပါမှုကြောင့်အခုလိုအိမ်နီးချင်းစစ်တပ်ရဲ့အနိုင်ကျင့်တပ်ဖြတ်မှုကိုပါခံလာရကြမှာတော့မြို့သားညပြေဆိုရအန်ယူဂျီရဲ့တာဝန်ယူတာဝန်ခံမှုတစ်ခုဖြစ်ယခုဖြစ်စဉ်မှာတရားမျှတမှုတစ်ခုရသည့်အထိဖြည့်ရှင်းပေးနိုင်မှုကိုမျှော်လင့်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစစ်ကောင်စီတပ်အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုမနေ့ကမေလ22ရက်နေ့မှာ Golden Valley Warriors ရဲဘော်တွေကရှင်းလင်းထားပါတယ် စစ်ကောင်စီဘက်ကလည်းနိုင်ငံဝန်ကခလေးသူငယ်ចောင်းသူចောင်းသားပြစ်မဲ့ရပ်သားတွေကိုလေချောင်းဘုံကျဲတပ်ဖြတ်မှုများနဲ့တူအခုလို၎င်းတို့ဘက်ကလွတ်ကြံခံရချိန်မှာတော့အကြမ်းဖက်အုပ်စုတွေဟာမြို့ကြီးပြကြီးမှာနေထိုင်ရင်းလုံခြုံမှုကင်းမဲ့လာချိန်လည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့တောက်တိုင်တွေကိုအခုလိုရှင်းလင်းတဲ့ဖြစ်စဉ် CCTV မှတ်တမ်းကိုစစ်ကောင်စီအဖွဲ့ကရရှိထားကြောင်းသတင်းတွေမှာဖော်ပြထားကြပါတယ် GVW တပ်ဖွဲ့ဝင်တအူးကတော့မစ်ရှင်မစတင်ကြတဲ့က ြင်ဆင်မှုတွေပြုလုပ်ထားတာကြောင့်စိတ်မပူကြဖို့နဲ့မဆိုင်တဲ့ပြည်သူတွေဖမ်းဆီးခံရမှာကိုသာစိုးရင်ကြောင်းအတိပေးတုတ်ပြန်ထားပါတယ်စိတ်ပူစရာမရှိပါဘူးခမကျွန်တော်တို့က CCTV အောက်မှာအလုပ်လုပ်တာမို့ဒီကောင်တွေ CCTV ရမှာကိုကြိုသိထားပြီးသားဖြစ်တယ်သူတို့အထုတလဲရရှိသွားတာမျိုးတော့မဟုတ်ပါဘူးလိုအပ်တဲ့ပြင်ဆင်မှုလည်းလုပ်ပြီးသားလို့အတိပေးပါတယ်ဒါတော့ပါပဲမဆိုင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ပါဆိုပြီးလှုပ်လိုက်မှာကိုပဲကျွန်တော်တို့ကပြန်စိတ်ပူပါတယ်လို့ CCTV မှတ်တမ်းပြန့်နှံ့နေမှုအပေါ် တော်လိုင်းကြီးရဲဘော်ကပြောဆိုထားပါတယ် Golden Valley Warriors အဖွဲ့ဟာအခုလိုမျိုးတောက်တိုင်အကြီးစားအသေးစားမှန်သမျှနဲ့နိုင်ငံနှက်ဘုံကျဲလူတတ်နေတဲ့စစ်ကောင်စီလေတပ်အတိုင်းဝိုင်းရဲ့တည်င်းအချက်လက်တွေကိုစုဆောင်းလျက်ရှိကြောင်းဆိုထားပြီးအကြမ်းဖက်မှုမှန်သမျှအတွက်ထိတ်လန့်နေစေရမယ်လို့လက်တုပ်ပြန်မဲလို့ကြုံဝါနေပါတယ်ဘုံမှုချုပ်ချိုထွန်းအောင်ရဲ့နာရေးကိုမေလ24ရက်နေ့နေ့လယ်မှာမင်္ဂလာတုံစစ်စေးယုံငိမ့်အေးစရမှာတင်းကြုံမှာဖြစ်ကြောင်းမိသားစုတွေကကြေညာထားတာတွေ့ရပါတယ် အဲ့ဒီနောက်မှာပဲအချမ်းဖက်စစ်ကောင်စီကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်အချမ်းဖက်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးထားကြောင်းသတင်းတွေထွက်လာပါတယ်။ရန်ကုန်မှာစိုးဝင်းရောက်နေတဲ့အချိန်မှာအခုလိုအငိမ့်စားဗိုလ်မှုချုပ်ပြစ်တက်ခံလိုက်ရတာပါ။ဒီအရေးမှာလည်းလုံခြုံရေးပော့ရုံမှုနဲ့တတ်နယ်မှုတွေကိုတတိပေးခံနေရတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကအသိပေးပြောဆိုနေကြကြောင်းပါခင်ဗျာ။ ြို့သားကောက်ဝေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်တရက်ကိုမနေ့ကမေလ20ရက်နေ့မှာရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော်အေကထုတ်ပြန်ခဲ့ရမှာစစ်မှုထမ်းအကျုံးဝင်သူတွေအနေနဲ့ရခိုင်ပြည်နယ်တဲကနေထုတ်ခေါ်ခွင့်ကိုတားမြစ်လိုက်တာတွေ့ရပါတယ်။အဆိုပါထုတ်ပြန်ခြင်းနဲ့မှာပါရှိတာကတော့ National Defense Emergency Provision NDEP ကိုမေလ20ရက်နေ့မှာစတင်ပြဋ္ဌာန်းကြောင်းဖော်ပြထားပြီး အာဖာဒေတာအတွင်းနေပြည်သူတရလုံးရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံတည်တံ့ရေးကို အထူးလေးပေးပြီးဆောင်ရွက်နေတယ်လို့យေတာထားပါတယ်အာရကတက်တော်ဟာမပြည့်ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲလျက်ရှိပြီးအာရကဒေသတစ်ခုလုံးအာရကပြည်သူလက်ထက်ရောက်ရှိရေးဆိုတဲ့ရည်မချက်ကိုအကောင့်ထဲဖော်နေကြောင်းလဲဖော်ပြထားပါတယ်။တစ်ဆက်တည်းမှာပဲအခုထုတ်ပြန်ချက်မှာပါဝင်တဲ့ အတိပိတာမြင့်ချက်တွေဟာအသက်16နှစ်ကနေ25နှစ်ထိအမျိုးသမီးနဲ့အသက်16နှစ်ကနေ45နှစ်ထိအမျိုးသားတွေအပေါ်တက်ရောက်မှဖြစ်ကြောင်းသိရပါတယ်ဒီတမြင့်ချက်ဟာပြည်내တွင်စည်ရည်တည်ငိမ့်တဲ့အခြေအနေတစ်ခုထစ်ဖြစ်တယ်လို့အချိန်သတ်မှတ်ထားပြီးကာလပိုင်း6ကိုတော့အတိအကျမဖော်ပြထားပါဘူးပြည်내ကနေထွက်ခွာခွင့်တမြင့်ထားသူတွေဟာထွက်ခွာခဲ့မယ်ဆိုရင်တည်ယူပို့ဆောင်ပေးသူကိုလည်းတည်ဆဲဥပဒေနဲ့အေးအေးယူမယ်လို့ဆိုပါတယ် ရခိုင်ပြည်ကလူငယ်တချို့ဟာအရေးပေါ်ပြဋ္ဌာန်းချက်ကိုသိချစွာနားမလဲပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲရန်ကြိုးပမ်းနေကြတယ်လို့လည်းထုတ်ပြန်ချက်မှာရေးထားပါတယ်။တမ်းမြချက်ဆိုင်ရာစီကံချက်တွေကတော့အပိုက်တဲ့ကြိုးကြောင်းစလျော်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့နေရဲ့စွန်ခွာနေသူများအရေးပေါ်ပြဋ္ဌာန်းချက်အရစစ်မှုထမ်းဖို့အကြုံဝင်ပြီးစစ်မှုမထမ်းလို့တာကြောင့်ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသူများကိုတောလာခွင့်ပြုမှာမဟုတ်ပဲ ဒါဟုတ်တင်ငိမ့်သောစီရဲ့အချင်းနေအချင်းတစ်ခုထိတားမြင့်မယ်လို့ဆိုထားပါဗျ အေးအေးကျမ်းမာရေးဌာနကနေကုသလို့မရနိုင်တဲ့ယောဂပြင်ထန်သူတွေနဲ့အသက်အန္တရာယ်ဆိုရင်ရသူကလွဲရင်ကျန်တဲ့သူတွေကိုထွက်ခွင့်ပေးမည်မဟုတ်ကြောင်းတမ်းမြင့်ထားတဲ့အသက်ရွယ်တွင်ကျုံးဝင်သူတွေကိုယခုတိုက်ပွဲများနဲ့အရေးပေါ်ကာလပြီးဆုံးသည့်အထိတမ်းမြင့်ကြောင်းဖော်ပြထားပါတယ်တမ်းမြင့်ထားသူများကိုအခကျုံငယ်ယူပြီးကုံလန်းရေလန်းတို့ကနေပို့ဆောင်မယ်ဆိုရင်တည်ယူပို့ဆောင်သူများကို တိစဲဥပဒေအရအေးယူမယ်အကြောင်းသတိပေးပါတယ် အခြေခံအယောင်းဝယ်ကုံသမျာနောအချအငှားလိုက်သူကုံသမျာနေနဲ့ တော်လာချိန်မှာလူပုံများခေါ်ဆောင်ခြင်းလူကယ်ရီပို့ခြင်းများလုံးဝမလုပ်ချဘဲကိုလည်းတားမြစ်ချက်စီကံတွေထဲမှာထည့်သွင်းထားပါတယ်အခုလိုတားမြစ်ရတာဟာစစ်ကောင်စီကရခိုင်မှတ်ပုံတင်ကန်ဆောင်သူများကိုသူတို့ထိမ့်ချုံနေရများမှာရွေချက်ရှိရှိဖမ်းဆီးငွေညစ်ခြင်းပြန်ပေးဆွဲသလိုဖမ်းဆီးထိန်သိမ်းခြင်းပုံမှန်အမျိုးမျိုးဖြင့်မတရားသဖြင့်ထောင်ချခြင်း လူသက်အလောင်းဖြောင်းမှုအနေတို့ကကင်းလို့စီရင်အတွက်အခုလိုတားမြစ်ချင်းဖြစ်တယ်လို့ UNLA ကပြောပါတယ် ရခိုင်ဒေသမြို့သိမ်းတိုက်ပွဲများမှာစစ်ကောင်စီကထောင်ထားခဲ့တဲ့ဆုလုံမိုင်းများမနှိမ့်မိစေရန်အတွက်၎င်းစစ်ကောင်စီထိမ့်ချုပ်ထားတဲ့မြို့ကိုရောက်ရှိပါကစစ်မှုထမ်းရန်ဆူဆောင်းရေးမခံရစေရန်အတွက်၎င်းလူမောင်းခိုခိုက်များ ကြဖြန့်ဂိုင်းမြရဲ့လက်ထက်သို့မရောက်ရှိစေရင်၎င်းရခိုင်ရုံးမှနေဆက်တလျှောက်တိုက်ပွဲများဆက်လက်ရှိနေစေဖြစ်နေတဲ့အတွက်တိုက်ပွဲများအတွင်ကြားညံမသွားစေရန်အတွက်၎င်းစသဖြင့်လူမိုင်းအန္တရာယ်များမှကင်းလို့စေရင်၎င်းအခုလိုတာမင်ယာချင်းဖြစ်တယ်လို့လည်းဖော်ပြပါရှိပါတယ်။တာမင်ချက်ထွက်လာပြီးတဲ့နောက်မှာတော့တိကျတဲ့ပြဋ္ဌာန်းချက်စီကံချက်တွေမပေါ်ဝင်တာကြောင့် အမျိုးသမီးနာမကျန်းသူတွေနဲ့ကလေးမိခင်များမှာစိုးရိမ်မှုတွေရှိလာနေပါတယ်။အခုလိုထုတ်ပြန်တဲ့တာမြင့်ချက်တွေဟာတည်ငြိမ်တဲ့စည်ရဲ့အခြေအနေတစ်ခုရောက်ရှိတဲ့အချိန်ထိတက်မှတ်လိုက်ပြီးအရေးပေါ်ကာလပြန်ရုပ်သိမ်းမဲ့အချိန်ကိုတော့ထပ်မံကြီးညာပေးသွားမယ်လို့ UNLA ကဆိုထားပါတယ်။ အရခလက်စင်အတိုင်းအာနာရှင်စစ်တက်ကိုတော်လှန်နေတဲ့ရခိုင်တတော်အေဟာ2021ခုနှစ်အာနာသိန်းကြီးနောက်ပိုင်းတော်လှန်ရေးတိုက်ပွဲများမှာအောင်မြင်မှုမြင်မာတဲ့တမတော်တရက်အဖြစ်ပေါ်ထွက်လာခဲ့ပါပြီ။ခုဆိုရင်ရခိုင်16မြို့နယ်ရှိတဲ့အနက်စစ်တွေးကြောက်ဖြူမအောင်3မြို့နယ်ကလွဲပြီးအားလုံးသိမ်းထားနိုင်တဲ့အပြင်ချင်းပြည်နယ်ပလောက်ကိုလည်းကုညီသိမ်းပိုက်ထိန်းချုပ်ထားကြတာပါ။မကွေးပဲခူး AR စတဲ့ရခိုင်ပြည်ပြင်ပစစ်မျက်နှာတွေမှာလည်း PDF တ များနဲ့အတူလက်တွဲပြီးစစ်စင်ရေးများဖော်ဆောင်နေကြောင်းသိရပါတယ်ရှင်။အခုနားဆင်ကြရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။